2025ခုနှစ်မေလ17ရက်တနင်္ဂနွေနေ့မနက်6နာရီဂျိုတို့ကတိုင်းတာကျစ်တွေနဲ့အညီမြန်မာပြည်ရာသီဥတုအခြေအနေများကိုဆက်လက်ခံမှတင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနှစ်ကတော့ရာသီဥတုထူးခြားမှုဖြစ်စဉ်များနဲ့ထူးခြားတဲ့အခြေအနေများကိုကျွန်တော်ဆက်တိုက်တင်ပြနေတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနေအထားငလင်လှုပ်ခဲ့တဲ့အတွက်ကြောင့်မလို့မြေပြင်နဲ့ နေအောက်မှာမြေသားပြောင်းလဲခြင်းဖြစ်ပေါ်မှုတွေဟာဆိုရင်ကျွန်တော်တို့နိုင်ငံမှာစိုက်ပျိုးရေးနိုင်ငံအတွက်အင်မတန်မှအာဏာများနိုင်တဲ့အနေအထားဖြစ်လို့မလို့ကျွန်တော်တို့အဖွဲ့အနေနဲ့စူးစမ်းပြီးတော့စုံစမ်းလေ့လာတတိယထောက်လန်းပြီးတဲ့အပေါ်ကနေပြီးမှဂျိုလူတိုင်းတာကျစ်တင်တဲ့အတူကျွန်တော်တို့မိဘပြည်သူများပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့စူးစမ်းတင်ပြနေတာဖြစ်ပါတယ် အားလုံးလိုက်မြေအမှုကင်းအင်တာတိန်မန့်ချန်နယ်ယူဇလိုက်ပါရဲ့ဒီနေ့တစ်ဆက်ပြင်ပြပန်လျာဒီမေလ17ရက်နေ့မုံတိုင်းသတင်းနဲ့ငလင်းသတင်းတွေကိုဒီပြပြတိဆက်ပြထားတဲ့မိုးစလောက်တော့ကဥတီတွင်းရဲ့ပြပန်လေးကိုကျွန်တော်အမျိုးပြတ်တက်တိဆက်ပြသွားဖြစ်ပါတယ်ကျွန်တော်အမျိုးလည်းကျူတင်ကောက်ခဲ့ပြင်ဆင်လို့ရအောင်ဘုဒ္ဓရအနေနဲ့ပြန်လည်ဝင်မြက်တိဆက်ပြလေးချင်းဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြပန်လေးအဆုံးထက်ထိပ်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခွင့်ချင်ပါတယ်ဒါဆိုတော့ကျွန်တော်ပြပန်လေးကိုဆက်လိုက်ရအောင်ကျွန်တော်တို့ဂျိုရူကတိုင်းတာရရှိတဲ့လေစီးကြောင်းတွေကို လေးလာကြည့်မယ်ဆိုလို့ရှိရင်အိန္ဒိယသမုတ်တရားကလာတဲ့မုံတုံ လေစီးကြောင်းဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံကိုစတင် ဖြတ်ကျော်ပြီးတော့မကြာခင်တရက်နှစ်အတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကော့တောင်ကိုစတင်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ဇန်နီရက်နေ့မှာဆိုလို့ရှိရင်အိန္ဒိယသမုတ်တရားလာတဲ့မုံတုံလေစီးကြောင်းဟာဆက်လက်ပြီးတော့ထိုင်းနိုင်ငံကို ဖြတ်နေတာတွေ့ရပါမယ်။ ဆက်တော့နေရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့အိန္ဒိယသမုတ်တရားကလာတဲ့မုတ်တုံလီစီးချောင်းဟာရနောင်းကနေပြီးတော့မှဗမာပြည်ကိုစတင်ဝင်ရောက်တာကျွန်တော်တွေ့ရပါတယ်။ဒါကတော့ကျွန်တော်တို့ဂျိုရူကတိုင်းတာရရှိချက်တွေပေါ်ကနေပြီးတော့ကျွန်တော်တို့ပညာရှင်များရဲ့မုတ်တုံခန့်မှန်းချက်အရသုံးသပ်တာဖြစ်ပါတယ်။မုတ်တုံသတ်မှတ်တဲ့တရားဝင်ပညာရှင်များကလည်းမကြခင်မှာထုတ်ပြန်မှာဖြစ်ပါတယ်။ 2024ခုနှစ်ကဗမာပြည်ကိုမုတ်တုံလေစတင်ဝင်ရောက်တဲ့အချိန်ဟာဆိုလို့ရှိရင်နော်မေလ16ရက်20ရက်21ရက်နေ့မှာဖြစ်ပါတယ်ဒီနှစ်ကတော့ပို့ပြီးတော့စောမယ်လို့ခမားထားတဲ့အတိုင်းကျွန်တော်တို့လက်တွေ့မှာလည်းစောနိုင်တဲ့အနေအထားကြီးစပြီးတော့တွေ့ရပါတယ်အဲ့တော့မုတ်တုံလေဆိုလို့ရှိရင်ကျွန်တော်တို့မုတ်တုံမှုထုတ်လုပ်မှုနဲ့တက်ရောက်မှုတွေကျွန်တော်ဆက်လက်လေ့လာရအောင်ဒီကနေ့မနေ့6နိုင် အိန္ဒိယသမုတ်တရာဒီနေရာဟာမုတ်တုံမူထုတ်လုပ်တဲ့ဒေသမှာဆိုလို့ရှင် မြေနဲ့တိမ်နေနဲ့ဆက်လက်ပြီးတော့ထုတ်လုပ်ပြီးတော့လေစီးကြောင်းကဘင်္ဂလားပင်လယ်အောက်ခြေကနေဖြတ်ပြီးတော့မလေးရှားကိုသွားနေတယ်လို့ပဲ sorry အာရီဗျာကလာတဲ့ရေငွေ့ပါတဲ့လေစီးကြောင်းကလည်းမြန်မာပြည်ကို ဖြတ်ပြီးတော့ဝင်နေတာတွေ့ရပါတယ်ဘင်္ဂလားပင်လယ်ကဝင်သွားတဲ့တိမ်နေနေနဲ့မမာပြည်လေမန်းကအပူချိန်ကြောင့် တောင်းငင်ကပြန်ကြလာတဲ့မိုးတွေစက်တည့်ရက်နေ့မှာဘလို့ရွာမလဲလို့လေ့လာမယ်ဆိုရင်မြမာပြည်အောက်ပိုင်းတစ်ခုလုံးမှာနေရာကွက်ကြားမိုးရွာသလိုပဲတချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲ့တော့ဘယ်လိုနေရာတွေမှာဘယ်အချိန်မှာမိုးတွေရွာမလဲဆိုတာကိုဆက်လက်လေ့လာမယ်ဆိုရင်ဒီကနေ့၁၇ရက်နေ့ မနေ့တနာရနေပြီးတော့မှမနေ့6နာရီအတွင်းမှာရွာခဲ့တဲ့နေရာတွေကြည့်မှဆိုလို့ရှိရင် ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကရှေ့ပိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာနေရာကွက်ကြားနဲ့နေရာစိတ်စိတ်မိုးရွာသွားတာကိုတွေ့ရမှာဖြစ်ပါမနေ့6နာရီနေပြီးတော့နေ့လယ် 12နှစ်ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မြမပြည်တောင်ပိုင်းတစ်ခုလုံးမှာနေရာစိတ်စိတ်မိုးရွာသွန်းမှာဖြစ်ပါတယ်အထူးသဖြင့်တနင်္လာရီတိုင်းဒေသကြီးတစ်ခုလုံးနဲ့မွန်ပြည်နယ်အောက်ဖက်မှာဖြစ်ပါတယ်ထို့အတူနေပြည်တော်နဲ့မန္တလေးကြားတောင်ငူကြားမှာ မိုးဖွဲရွာသွန်းနိုင်တယ်လို့ပဲစကိုင်းတိုင်းနောက်ချမ်းမှာမိုးဖွဲဖွဲစတင်ရွာသွန်းမှာဖြစ်ပါတယ်ထို့အတူပဲကချင်ပြည်နယ် စကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကျဲကျဲမှာနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားကိုရှိရပါတယ်ထို့အတူပဲမဲဆောက်တောင်ပဲ့ချမ်းမဟာချိုင်ဗန်ကောက်မှာလည်းစတင်ပြီးတော့နေရာစိတ်စိတ်မိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါနေ့လယ်7:00နာရီနေပြီးတော့ညနေ6:00နာရီရောက်တဲ့အခါမှာတော့ကချင်းပြည်နယ်မှာဆက်လက်ပြီးတော့မိုးရွာသွန်းတယ်လို့ပဲမြမပြည်အောက်ချမ်းတစ်ခုလုံးမှာ နေရာစိတ်စိတ်မိုးရွာရင်းတဲ့တချို့နေရာတွေမှာမိုးပြီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားဖြစ်ပါတယ်ကျွန်တော်တို့အထူးသတိထားရမယ့်ဒေသတွေကတော့ဟောဒီကအဝါရောင်နဲ့ဆေးဝါးရောင် ပြတဲ့နေရာတွေဖြစ်ပါတယ်သူတို့ဟာဆိုလို့ရှိရင်6နာရီအတွင်းမှာတလက်မနီးပါးလောက်ရွာသွန်းနိုင်တဲ့အနေအထားဖြစ်ပြီးတော့ဒီအပြာရောင်ဒေသတွေကတော့ဓာတ်သမ၄လက်မရွာသွန်းနိုင်တဲ့နေသားဖြစ်ပါတယ် တော့နေပြီးတော့ပြီးဖြူနဲ့ကြာပြီးနဲ့ဂျားထဲမှာရှိတဲ့ဒေသတစ်ခုလုံးဟာအင်မတန်မှကွက်ကြားမိုးကြီးနိုင်တဲ့နေသားရှိပြီးတော့ရခိုင်ရိုးမာမှာလည်းမိုးကွက်ကြားကြီးနိုင်တယ်လို့ပဲ ကရင်ပြည်နယ်မှာ မိုးကွက်ကြားကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ထို့အတူချင်းပြည်နယ်တောင်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းတောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်း ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူပဲချင်းမိုင်ချင်းရိုင်းမဲဆောက်နဲ့ထိုင်းနိုင်ငံတောင်ဘက်တွေမှာတချို့နေရာတွေမှာ ကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မဟာချိုင်မှာတော့မိုးပေါပါလေးရွာနိုင်တဲ့အနေအထားကိုခံမှန်းလို့ရရှိပါတယ် ဒီရွာခဲ့တဲ့မိုးတွေဟာညနေ6နာရီနေပြီးတော့ည7နာရီနေပြီးဆက်တိုက် ရွာသုံးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဒေသမှာနေထိုင်တဲ့လူတွေအားလုံးအထူးပြင်ဆင်သတိထားရပြီးတဲ့အခါမှာကျွန်တော်တို့မိုးပေါ်ကကျလာတဲ့ရေစီးကြောင်းတွေဟာပုံမှန်စီးဆင်းမှု ရှိမရှိဆိုတာကိုကျွန်တော်တို့ဒီဗီဒီယိုရဲ့အောက်မှာလာပြီးတော့သတင်းပို့ပေးကြဖို့မေတ္တာရက်ခံပါတယ် ျွန်တော်တို့မြေအောက်ရေစီစဉ်မှုကိုသုတေသနလုပ်နေပါတယ်။ဆယ်နှစ်အနည်းအတွက်ကျွန်တော်တို့ဗမာပြည်အထက်ပိုင်းကကချင်ပြည်နယ်မှာမိုးတီးထန်စွာရွာသွန်းနိုင်သလိုပဲရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းအထက်ပိုင်းမန္တလေးတိုင်းအောက်ပိုင်းနေပြည်တော်မကွေးတိုင်းရခိုင်ပြည်နယ်နဲ့ရခိုင်ရိုးမတို့မှာနေရာကွက်ပြီးတော့မိုးကြီးသလိုပဲပြည် ဖြူကြာပြီနဲ့ကရင်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။အေရော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတို့မှာဆက်လက်မိုးများပြီးတော့ကရင်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတချို့ဒေသတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ကျွန်တော်တို့ဒီကနေ့မိုးရွာသွန်းမှုခံမှန်းချက်တွေနဲ့အာနေရရှိတဲ့မိုးအနေအထားတွေကိုကျွန်တော်တို့ ထမှန်သတိပေးတင်ပြသလိုပဲ မြေပြင်မှာထူးခြားတဲ့ရေစီးကြောင်းဖြစ်စဉ်များကိုလည်းကျွန်တော်တို့ကို သတင်းပို့ကြဖို့မြစ်တာရခတ်ပါတယ်အလုံးမြစ်ပတ်မြစ်ပတ်မြစ်ပတ် ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြည်ပိုင်ကြောက်ပါပဲတီယူခွန်လည်းဒါမေလာ17ရက်12ရက်နေ့အထိဒီမုံတိုင်းတရင်နဲ့မိုးလွေတဲ့တရင်တွေကိုဒီမိုးစလဘလော့ဂါအုတ်ထစ်တဲ့ရနေပြီးတော့ဒီကျွတင်ခင်မန်းချက်တွေပြောပြပေးသွားတဲ့ပြည်ခွန်လေးပေါ့နော်ဒီပြည်ခွန်လေးကျွန်တော်အမျိုးပြသက်တိဆက်ပေးသွားဖြစ်ပါတယ်ကျွန်တော်အမျိုးလည်းကျွတင်ကောက်ခွဲပြင်ဆင်လို့ရအောင်ဘုဒ္ဓရအနေနဲ့ပြန်လည်ဝေမျှတိဆက်ပေးလိမ့်ခြင်းဖြစ်တယ်ပေါ့နော်ဒီခွန်လေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအတွေ့အကြုံနဲ့ယူဆရည်လေကျွန်တော် comment မှာမှတ်ချက်ရေးပေးကြလို့ရတယ်ကျွန်တော် channel နဲ့ဘုဒ္ဓရရဲ့အကြောင်းနဲ့ဟာတာပြီးမဲတိဆက်ပေးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notification လေးပဲနဲ့ကြည့်ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အပေးကြည့်ရှု တူတယောက်ချင်းနဲ့ကြည်စီမိုင်းနေပါတယ်နောက်ထပ်ပြန်ပြန်ဆောင်ကြမယ်တရား